ARD Time သတင်းဌာနရဲ့အော်တိုဘားလ23ရက်10မိနစ်သတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။မန္တလေးလာရှိုးလမ်းမှာရင်းတွေဖြတ်တန်းသွားလာခွင့်ပြုပြီးဖြစ်ပေမဲ့ကုန်းနေရင်တွေကိုတော့သွားလာခွင့်ဆက်လက်ပိတ်ပင်ထားပြီးခရီးသည်တွေကို ပြုံးနေအထွက်မှာဓာတ်ပုံမှတ်တမ်းရယူနေပါတယ်။မြောက်ရီ KK ဘက်ကကြားဖြန့်လုတ်ကင်သူ900ကျော်မဲဆောက်ကိုထွက်ပြေးလာလို့ထိုင်းရနာပိုင်းတွေလိုက်လံဖမ်းဆီးနေပါတယ်။ မြန်မာစစ်ကောင်စီကြီးကဲမင်းအောင်လိုင်းအာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ခွင့်မရဘူးလို့မလေးရှားအတီးပြုတ်လိုက်ပါတယ်စစ်ကောင်စီက KK ဘတ်ချာပြန့်လုပ်ငန်းမှာ BGF ပါဝင်မှုကိုဖုံးကွယ်ပြီး KNU ကိုအပြစ်ပုံချဖို့အယောင်ပြဝင်စည်းခြင်းဖြစ်တယ်လို့ဆိုပါတယ်ချာပြန့်ကွန်ရက်တွေနဲ့ပတ်သက်မှုဆွဆွဲမှုတွေကြောင့်ထိုင်းဝင်ကြီးရာရုကနေနှုတ်ထွက်ခဲ့ပါတယ်မြန်မာစစ်ကောင်စီရဲ့တူယောင်ရွေးကောက်ပွဲကိုပြက်ပြက်တာတာပယ်ချဖို့အာဆီယံဘက်ကကုလကျွမ်းကျင်သူတိုက်တွန်းလိုက်ပါတယ် မြန်မာရှိကြားဖြတ်လုပ်ငန်းတွေက Starlink ဆက်ပေါင်း2500ကိုပိတ်ပင်ခဲ့တယ်လို့ SpaceX Company ထုတ်ပြန်ခဲ့ပါတယ်။ရွေးကောက်ပွဲနီးလာတဲ့အတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အမတ်လောင်းတွေစစ်ဘေးရှောင်တွေကိုလှူဒန်းနေပါတယ်။